အားလုံးပဲမင်္ဂလာပါခင်ဗျာအွန်လိုင်းဆိုးထံမှတဆင့်ရင်ဖွင့်စာအစီအစဉ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့အစီအစဉ်လေးမှာပြပူလာတဲ့ဆာလွာရှင်လေးကတော့ဂျပန်နိုင်ငံမှာအလုံးလုံးနေတဲ့ညီမငယ်လေးကပြပူလာတာပေါ့နော်ဒီညီမငယ်လေးကအကူရှင်နဲ့ညီမအကြံလေးတောင်းကျင်လို့ပါတဲ့လက်ရှိညီမကဂျပန်မှာနေပါတယ်ကောင်လေးကလည်းဂျပန်မှာနေတာပါအတူလေးလပေါင်းသင်းနေထိုင်ခဲ့ပြီးမှအခုကျမှကောင်လေးကနောက်အစ်စ်ထားကျင်လို့ဆိုပြီးတော့ရုတ်တရက်ကြီးပြောင်းလဲသွားလို့ပါအကူအခုလက်ရှိအခြေအနေကိုလက်ခံလို့မရလို့ပါအကြံပေးဆွေးနွေးပေးပါလားရှင် သူနဲ့ချစ်သူဖြစ်တာ2026ဖေဖော်ဝါရီလဆိုရင်၃နှစ်ဖြစ်ခဲ့ပါပြီတဲ့လက်မထက်ခင်ကလေးကအတူတူနေကြမယ်ပတ်စံစုကြမယ်လို့ဂရီးတွေပေးခဲ့ကြတာပါအခုကြောက်မှသူကဖောက်ပြန်သွားတာပါဘယ်လိုမှမခံစားနိုင်လို့ပါရှင်ဘယ်လိုလုပ်ရမလဲအကိုရဲ့တဲ့နောက်လူထားမယ်ဆိုပြီးတော့တမင်အဆက်အသွယ်ဖြတ်သွားပြီးတော့အခုသူကအလုတ်အစ်မှမို့အတူမနေကြတော့ပါဘူး ဖုန်းနေခေါ်ရင်လည်းမကင်ဘူး။အော်ရေငေါက်တယ်။စာရီပို့ရင်လည်းမကြည့်ဘူး။သူ့စီမှာငွေတွေရစရာရှိလို့တောင်းတော့လေအောက်တန်းကြတယ်လို့ပြောတယ်။အမုံနဲ့လမ်းခွဲမယ်လို့လည်းပြောတယ်အကူတဲ့။အခုညီမအရန်ကိုစိတ်တည်လေးနေလို့ပါတဲ့။ညီမကိုအကြံလေးပေးပါလားရှင်တဲ့။ မြန်မာငယ်လေးရေအဲလူဆိုတာကတယောက်နဲ့တယောက်ကစိတ်သဘောထားချင်းကမတူညီကြဘူးပေါ့နော်အဲဒီလူကအဲတသက်လုံးကိုပေါ်မှာကောင်းမယ်လို့ထင်ထားပေမဲ့လေအဲအတူတူနေကြည့်လိုက်တဲ့အခါမှာသူစရိုက်တွေအဲတွေ့လာတာတလို့ကိုစရိုက်ကိုလည်းသူမကြိုက်တာတွေတွေ့လာကြရရဲ့ပေါ့နော်အထူးသဖြင့်ယောက်ျားလေးတွေကပို့ပြီးတော့အပြောင်းလဲအဲမြန်လွေကြတယ်လို့တော့ထင်တာပဲဘာလို့လဲဆိုတော့ပြဿနာတိုင်းမှာယောက်ျားလေးတွေကအခြေခံကြတာများတယ်ပေါ့နော်ချစ်ချင်းတွေထပ်တူမကြတော့တဲ့အခါကျရင်ဒီလိုခံစားကြရတာဒါတဘာဝပါပဲလူတိုင်း င်းလို့လို့ပါပဲပေါ့နော်မြန်မာလေးတယောက်တည်းဒီလိုမျိုးတွေခံစားနေရတယ်လို့တော့မတွေးပါနဲ့နော်ဘာလို့လဲဆိုတော့လူတိုင်းမြန်မာလေးလို့ခံစားကြရတယ်ဖြစ်စင်တာမတူကြတာခံစားမှုကတော့အတူတူပဲပေါ့နော်ကိုအကိုအနေနဲ့အကြံပေးချင်တာကတော့ ကိုယ့်ရဲ့ညီမှန်းချက်ကိုယ့်ရဲ့အောင်မြင်မှုတွေအတွက်တော့ဘယ်တော့မှအချစ်နဲ့ပတ်သက်ပြီးတော့မရောနှောပြလိုက်ပါနဲ့ပေါ့နော်ကိုလို့ဆရာရှိအောင်ပုံမှန်လုပ်မယ်အဲအချစ်အတွက်ခံစားရရင်လဲခံစားပလိုက်ငိုပလိုက်ပေါ့နော်သူ့ရှာတောင်းဆရာတွေရဆရာတွေရှိတယ်နှစ်ယောက်အတူတူဆုထားတာကြီး तू तू ယူသွားတယ်ဆိုရင်လဲအเจ้าအချက်လက်နဲ့ဟိုတိုင်တောင်းလို့လဲရမနေတာဖြစ်တဲ့အတွက်ကြောင့် ဖြစ်နိုင်မယ်ဆိုရင်တော့တဖြည်းဖြည်းချင်းလေးမှပြန်ဆက်သွယ်ပြီးတော့အကျိုးအကြောင်းတွေတိကျပြောပြပြီးမှညီမလေးကဒီပတ်စံကိစ္စကိုပြန်ပြောပေါ့နော်အခုလောလောဆယ်တော့သွေးအေးသွားအောင်ခဏတော့ထားထားလိုက်ပါပြီးလို့ရှိရင်ညီမလေးရဲ့ခံစားနေရတဲ့အကြောင်းအရာတွေအကုန်လုံးကိုလည်းတက်တက်ထားပြီးတော့လုပ်ငန်းကိုလည်းတက်တက်ကိုယ့်ရဲ့လုပ်ငန်းတွေကိုဘယ်တော့မှအနှောက်အယှက်မဖြစ်ပါစေနဲ့နော်ကိုယ့်ရဲ့အောင်မြင်မှုကိုယ့်ရဲ့တိုးတက်မှုကိုလုံးနေကြနေ့စဉ်ပုံမှန်အလုပ်ငန်းလုပ်ငန်းဆောင်တာတွေအကုန်လုံးကိုအချစ်ချောင်းဆိုပြီးတော့ခေါင်းစဉ်တက်ပြီးတော့ အကုန်လုံးကိုလစ်လူရှူလိုက်တာတွေကမှားတယ်ပေါ့နော်အဲ့တော့ညီမလေးမှမိသားစုတွေရှိတယ်ညီမလေးကသူ့နဲ့၃နှစ်လောက်ပဲချစ်လာခဲ့တာပေါ့နော်ညီမလေးကိုမွေးထုတ်ပေးပြီးတော့ညီမလေးကိုအားကိုးနေကြတဲ့အဲချစ်ချင်းမြတ်တာတွေနဲ့တီးဆောက်ထားတဲ့ညီမလေးတက်တက်လုံးချစ်လာခဲ့တဲ့မိဘတွေရှိသေးတယ်ညီမလေးအရန်ချစ်ပြီးအရန်အားကိုးရတဲ့ညီကိုမောင်နှမတွေရှိသေးတယ်သူတို့နဲ့ဆိုလို့ရှိရင်အများကြီးဖွဲ့နေစကွဲပေါ့နော်အဲ့တော့၃နှစ်နဲ့ဒီတက်တက်လုံးချစ်လာခဲ့တဲ့မိသားစုနဲ့အဲကိုရ ရဲ့အောင်မြင်မှုတွေကိုစတေးမာလားကိုယ့်ရဲ့ပျော်ရွှင်မှုတွေကိုစတေးမာလားအဲ့တော့အဲ့ဒါကလုံးဝမတန်ဘူးပေါ့နော်အဲ့တော့ကိုကခံစားနေရရင်တစ်ဖက်လက်နဲ့ပြန်ပြီးတော့စဉ်းစားပြီးတော့အာချင့်ချင်ရမယ်ပေါ့နော်ဘာလို့လဲဆိုတော့ကိုတွေပညာသင်ကြားလာခဲ့တာကအကောင်အစိုးအဝေဖန်ပိုင်းခြားတတ်ဖို့မိဘတွေကပညာသင်ကြားပေးလိုက်ကြတာလေနော်အဲ့တော့ညီမလေးအနေနဲ့အချစ်ကြောင့်ခံစားနေရတယ်ဆိုရင်လေခံစားလိုက်ပါလွတ်လွတ်လပ်လပ်ခံစားလိုက်ပါဒါပေမဲ့ကိုယ့်ရဲ့အောင်မြင်မှုတွေကိုယ့်ရဲ့ပျော်ရွှင်မှုတွေကိုယ့်ရဲ့တက်လန်းတွေကိုတော့အချစ်ကြောင့်နဲ့တော့မ ပိတ်ဆို့မိပါစေနဲ့ပေါ့နော်အာလူတိုင်းကတော့အချက်နဲ့ပတ်သက်ပြီးအသေးကွေးကြတယ်အာတစ်ခါကွဲပြီးရင်ညီမလေးတကယ်ခံစားသွားပါပြီအနည်းဆုံးတစ်လားလောက်တော့အချိန်ပေးလိုက်ပေါ့နော်အဲ့ဒီတစ်လားအတွင်းမှာညီမလေးအလုပ်တီနဲ့အချိန်ကုန်လိုက်ပါအဲ့တော့ကို့အပေါ်မှာတန်ရောစင်မရှိတော့တဲ့သူကို့အပေါ်မှာအာတကယ်ကူမှအချက်တွေမရှိတော့တဲ့သူဆိုလို့ရှင်စွဲမထားပါနဲ့လွတ်သွားလွတ်ပေးလိုက်ပါသူလဲသူလန်းသူလျှောက်ပါလိမ့်မယ်ဘာလို့လဲဆိုတော့စွဲထားလေအချိန်ကြာလေကိုပဲနာကျင်ရလေကိုပဲအဲဆုပ်ယုပ်ရလေပေါ့နော်အဲ့တော့ ကိုယ့်ရဲ့မေတ္တာကိုယ့်ရဲ့အချစ်တွေနဲ့မထိုက်တန်တဲ့သူဆိုပြီးတော့တတ်မှတ်ပြီးလွှတ်ပေးလိုက်ပါဘာလို့လဲဆိုတော့ညီမလေးရှုံးတာမဟုတ်ပါဘူးညီမလေးကအချစ်တွေမေတ္တာတွေနဲ့သူ့အပေါ်မှာချစ်ပြီးပေးလာခဲ့တာကတကယ်ဖြူဖြူစင်စင်နဲ့သူ့အပေါ်မှာကောင်းစေခြင်းနဲ့အရာတွေနဲ့ပဲချစ်ခဲ့တာပေါ့နော်အဲ့လိုလူတယောက်ကို तू ကဆုံးရှုံးသွားခဲ့တာပါအဲ့တော့နင့်နာခြင်းနဲ့နာ तू ကနင့်နာမှာပါညီမလေးကမနင့်နာဘူးပေါ့နော်အဲ့တော့ပတ်စံကိစ္စတွေတော့နောက်ပိုင်းမှာအေးအေးဆေးဆေးလေးတေချာလေးအဲဆွေနွေးတိုင်ပင်ပြီးတော့အဲ ပြန်ဖြည့်ရှင်းပေါ့နော်ခုလောလောဆယ်ခန်းစားနေရတဲ့အချက်နဲ့ပတ်သက်ရင် तू ကကိုယ်တကယ်မချစ်တော့ဘူးဆိုတာကိုကိုကိုအဲတိလာရပြီဆိုအခု तू ရဲ့အပြုအမူတွေကညီမလေးပေါ်မှာအချစ်တွေယော့သွားပြီဆိုတာအဲနည်းနည်းလက်ခံနိုင်လာပြီပေါ့နော်အဲနည်းနည်းသဘောပေါက်တယ်ပေါ့နော်ကိုတော်မှာအဲ့တော့အဲလူတွေကကိုယ်မချစ်ချင်တော့ရင်ကိုယ်အပြစ်တွေမြင်လာခဲ့တာဒါသဘာဝပါပဲအရင်တော့ဆာမပို့ရင်စိတ်ဆိုးစိတ်ကောက်တယ်အခုစာတွေပို့ရင်တော့မကြည့်တော့ဘူးအဲစိတ်အနှောက်ရှက်ဖြစ်လာပြီဖုန်းတွေခေါ်ရင်လည်းအဲတကွန်ကွန်ကိုကရှစ်လွတ်လွမ်းလို့အဲစိတ်တော့ကရောက်နေလို့တကွန်ကွန် ခွန်သူ့အတွက်ပို့ပြီးစိတ်နှောက်ရှက်ဖြစ်လေသူ့အတွက်ပို့ပြီးတော့အဲဒေါသထွက်လေကိုယ့်ကိုပို့ပြီးတော့အဲမုံဒီးလေဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့တော့ အဲ့ဒီအရာတွေကိုအာလစ်လူရှူထားလိုက်ပါသွားကျင်တဲ့လူသွားခွင့်ပေးလိုက်ပါနော်လူတွေကအဲတည်ခြင်းတရားတော်ရင်ဆိုင်ရအောင်မှာမဟုတ်လားကိုနဲ့နေခဲ့တဲ့လောက်မှာကိုဘက်ကတာဝန်ကြီးတယ်ကိုဘက်ကအပြည့်အဝချစ်ပေးခဲ့တယ်ဆိုရင်ကိုညီမလေးတာဝန်ကြီးခဲ့ပါပြီညီမလေးရဲ့ချစ်သူပေါ်မှာလည်းတကယ်ကိုတာဝန်ကြီးခဲ့ပါပြီဒါကြောင့်အဲကိုနဲ့အတူတူရှိနေတဲ့အချိန်မှာကိုဘက်ကတာဝန်ကြီးခဲ့ရဖြစ်တဲ့အတွက်ကြောင့်သူထွက်သွားခဲ့တဲ့အခါလေကိုဘက်ကလက်ပြတန်တန်နဲ့သာခွင့်လွှတ်ပြီးတော့သွားခွင့်ပြုလိုက်ပါနော်ဒါကနှစ်ဦးနှစ်ဖက်လုံးစိတ်ချမ်းသာရသလိုအဲနှစ်ဦးနှစ် ှစ်ဖက်လုံးအတွက်လည်းအကျိုးရှိမယ်လို့ကိုကမြင်နေပေါ့နော်အဲ့တော့ချစ်တဲ့သူတိုင်းလည်းညားကြပါစေအခုလိုမျိုးအဲအကြောင်းအရာလေးတွေနဲ့တိုက်ဆိုင်တဲ့သူတွေရှိရဆိုရင်လည်းဒီညမာလေးကိုအကြံဉာဏ်လေးပေးပြီးတော့အားပေးစကားလေးပြောခဲ့အောင်ပေါ့နော်အဲ့တော့ကျွန်တော်ရဲ့အစီအစဉ်လေးကိုအခုလိုပဲစာလွှာလေးပေးဖို့တောင်းဆိုခြင်းနဲ့ဆိုရင်တော့ online ဆိုးထံမှတဆင့်ရင်ဖွင့်စာအစီအစဉ်ကိုလိမ့်မှုပြီးတော့စာလွှာလေးတွေပေးဖို့တောင်းဆိုနိုင်ပါတယ်ခင်ဗျာကျွန်တော် online ဆိုးထံမှတဆင့်ရင်ဖွင့်စာအစီအစဉ်ကနေပြီးတော့အမြဲတမ်းစာလွှာလေးတွေပြန်ချားပေးနေလျက်ပါကြီးစုနေကြတဲ့တယောက်ချင်းစီတယောက်ချင်းစီတိုင်းလည်းစိတ်အချမ်းသာခြင်းကိုယ်ရည်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေဘေးရန်တွေအပေါင်းမ ှာကင်းဝေးကြပါစေကက်ကြီး၃ပါးမှာကျော်လွှားနိုင်ကြပါစေခင်ဗျာအားလုံးပဲမင်္ဂလာရှိတဲ့ညချမ်းလေးဖြစ်ပါစေခင်ဗျာ